တောင်တရုတ်ပင်လယ်ပြင်မှာဖြစ်ပေါ်ခဲ့တဲ့မုန်တိုင်းကပြန့်လွင့်လာတဲ့ဒိန်တိုက်တွေကြောင့်မြန်မာနိုင်ငံအောက်ပိုင်းဒေသတွေမှာညဘူးချိန်တွေပုံမိုးတိုးလာမှာဖြစ်တယ်လို့မိုးလေဝသနယ်စလာပရိဒါဌာနဒုတိယညွှန်ကြားမှုချုပ်ဦးကျော်မိုးကပြောပါရယ်မြန်မာပြည်အောက်ပိုင်းဒေသတွေနဲ့ပတ်သက်ပြီးဖြစ်ပေါ်လာနိုင်တဲ့မိုးလေဝသချိန်တွေကိုဦးကျော်မိုးကအခုလိုသုံးသပ်ပြောကြားထားပါရယ်အဲဒီနေ့ဆိုရင်တော့ဒီပေါ်တောင်းမှာတော့ပေါ်တောင်းမှာတော့ဒီဒီဒါတော့ရအောင်လို့ဒီကတော့ဟိုကျွန်တော်ဒီတော့ ပထမဦးဆုံးကတော့မုံနိုင်ပေါ့ဒီမုံနိုင်အချင်းချင်းပေါင်းလို့ပြင်နေချင်းမှာဆိုတော့ဟိုပြက်သွားတာပေါ့လေအဲဒီမှာရှိရဲ့ဒီအချင်းချင်းပြင်ကြတဲ့အပေါင်းဆိုတဲ့ဒီဆိုင်ပြင်နေကြတော့မှပြန်ပြောအစပြန်ပြူပြီးတော့မှဒီကပေါ့ဒီကျွန်တော်တို့အတင်းငါးတိုင်းနောက်ကနေရောဆက်ပြီးတော့မှဆက်ပြီးလေးကိုသင်လာမယ်အနေအထားလေးရှိနေပါတယ်။ဟုတ်ကဲ့။အဲဒါကြောင့်မို့ကျွန်တော်တို့အမှုရမယ်အနေအထားလေး ထုတ်ထားတယ်ထုတ်ထားတယ်ဆုံးမိုးရလိုက်တဲ့အကြောင်းလေးဒီသမင်းလာရီတို့မော်တို့ပြင်းပြင်းလို့မော်ပေါ့လေနောက်ဦးကြီးကတော့ဒါသူကတော့ဟိုအတက်ဘက်ကပြန်သွားတယ်ပေါ့လေနေပြန်ပြီးတော့ဟိုဒီနေနေနေရဲ့နောက်ပေါ့နောက်ဦးကြီးကျတဲ့မြန်မာနိုင်ငံအပိုင်းမှာတော့နောက်ဦးကြီးကျတဲ့သူသားလေးတွေ့နေရတယ် အဆိုပါမုံတိုင်းဟာပြက်ပြဲသွားပြီဖြစ်ပေမဲ့လည်းမုံတိုင်းမှာပြန့်လွင့်လာတဲ့တိမ်တိုက်တွေကြောင့်မွန်တနင်းသာရီကန်ရီတစ်ချောင်းနဲ့ကန်းလွန်ပင်လယ်ပြင်တို့မှာလေပြင်းများတိုက်ခတ်နိုင်ပြီးလိုင်းအသင်အသင်မှလိုင်းကြီးနိုင်တာဖြစ်ပါတယ်။လေပြင်းများတိုက်ခတ်စဉ်ရေပြင်းမြေပြင်းလေဟာတနအီကိုမိုင်30မှ35မိုင်ထိတိုက်ခတ်နိုင်တယ်လို့မူဇလာကသတိပေးချက်ထုတ်ပြန်ထားပါတယ်။တိမ်တိုက်တွေကြောင့်နောက်3-4ရက်အထိညအပူချိန်တိုးလာနိုင်ပြီးတိမ်တိုက်တွေပြက်ပြဲသွားပါက မူလအတိုင်းပြန်အေးလာမှာဖြစ်ပါတယ်ပြီးခဲ့တဲ့ရက်ပိုင်းတွင်အေးပိုခဲ့တဲ့မြန်မာနိုင်ငံအထက်ပိုင်းရှိကချင်ပြည်နယ်ချင်းပြည်နယ်တို့ရဲ့အခြေအနေနဲ့ပတ်သက်ပြီးပုံမှန်အခြေအနေသာရှိပြီးရခိုင်နှစ်ကထက်အေးထက်မပိုနိုင်ကြောင်းကိုလည်းဦးကျော်မှုကပြောပါတယ်အေးရတော့ဒီဒီချင်းရတော့ဒီတော့ဒီဇင်မာဇန်နဝါရီပေါ့ဒီဇန်နဝါရီနောက်ဒီကိုတော့တော့ဟိုအေးနေဦးမယ်ဒီသာဖြစ်တယ်ဆိုတော့ဟိုအခုဒီနေ့မှဆိုတော့ဒါဟို ဟိုရက်တရပဲဒီပါခါလိုဘာလို့မှ minus 5လောက်ပြီးကြာတော့လေ minus 5ကနေရောပြေးကြတော့ minus 4ပေါ့လေ minus 4ဆိုတဲ့ဒီတော့ဒီရောဟိုပြန်ပြီးတော့ဟိုအပူချိန်လေးတော့နည်းနည်းပြန်တော့ထက်လာတယ်အချိန်တက်လာတဲ့အနေအထားရှိတယ်ပေါ့လေအဲ့ဒီလေအချိန်ကြီးကတော့မကုန်ဘူးမကုန်သေးဘူးမကုန်သေးဒီလိုမျိုးသွားမှနေတာတော့ဘောရောလိုဒီဒီမာနာနဲ့ဇန်နဝါရီလဘုံတော်ကြီးကိုတက်ပြီးတော့ဤသွားနိုင်တဲ့အခါလေးလည်းရှိတယ် အဲမနေ့ကနေ့နိုင်စင်တော့ဟိုဟာပေါ့ဒီဟိုပုံမှန်ဘူးရင်တော့ပဲရှိသေးရဲ့ဆိုတော့လေဒီနေ့တော့ဟိုအဲမနေ့ကတော့ဒီလည်းဟိုမရောက်သေးဘူးပေါ့လေဒီ normal normal အတွင်းထဲမှာပဲရှိသေးတယ်ဆိုတော့ဟိုခရိုင်နေ့ဒီဒီတော့ပဲရှိပါမယ်ဟုတ်ကဲ့ပြီးခဲ့တဲ့ရက်ပိုင်းတွေကချင်းပြည်နယ်ဟာခါမှာနေပူချိန်ဟာ -5 ဒီဂရီအထိကျဆင်းလာခဲ့တာကြောင့်နေဘက်တွေမှာပါမီးလုံနေကြရတာဖြစ်ပါတယ်